ဒါကြတော့အပိုင်းနှစ်ပါဒီမနေ့ကပြုလုပ်သွားတဲ့ Miss World Head to Head Challenge မှာ America's and Caribbean နိုင်ငံတွေကအလှမယ်တွေရဲ့လူမှုလုပ်ငန်းအကြောင်းကိုမြန်မာအလှမယ်တွေမြန်မာ City Director တွေ National Director တွေသိဖို့အတွက်ပေါ့နော်အခုလိုမျိုးဒီ knowledge sharing လုပ်ပေးတာဖြစ်တယ်အဲအခုဒီအပိုင်းနှစ်မှာကြာရင်စာမတ်သူကကြတော့ဒီ Surrey ပေါ့နော် Surrey နိုင်ငံအလှမယ်ကကြတော့သူကဒီစံမိုင်းနဲ့ညီညွတ်တဲ့အစားအစာကိုဒီစားတောက်တဲ့နယ်ဆိုပြီးတော့ပေါ့နော်ဒီအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့သူလူမှုလုပ်ငန်းကိုလုပ်နေတဲ့အကြောင်းပြပြသွားတွေ့ရတယ် နောက်တစ်ယောက်ကကြတော့ Trinidad and Tobago Trinidad and Tobago ကကြတော့သူကဒီ education your sport your ပြီးရင်နောက်ဒီရရှိတည်တံ့ခံရေးနဲ့ပတ်သက်တဲ့ initiatives တွေပေါ့နော်လှုပ်ဆောင်ချက်တွေပြုလုပ်တင်နေဆိုတဲ့အကြောင်းကိုဆွေးနွေးသွားတာတွေ့ရတယ်။နောက်တစ်ယောက်ကကြတော့ United State United State လာမယ်အကြတော့သူကဒီ um သူ့ရဲ့ဒီမောင်လေးကပေါ့နော်အာဒီ um autism ဆိုတဲ့ဒီစိတ်ကျန်းမာရေးချိုးယင်းတဲ့ပြဿနာကိုရင်ဆိုင်နေရတဲ့သူဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူအာပြုလုပ်သွားတွေ့ရတယ် နောက်တစ်ယောက်ကကြတော့ Venezuela power house country ပေါ့နော် Venezuela ကကြတော့သူကပေါ့နော်ဒီ Venezuela နိုင်ငံကလည်းပြည်တွင်းကြီးမတည်ငြိမ်ဘူးပေါ့နော်ဆိုတော့ပြည်တွင်းကအဲ့ဒီမျိုးမတည်ငြိမ်တဲ့နေရာတွေကလူငယ်တွေအတွက်ဒီ education ကိုဘယ်လိုမျိုး promote လုပ်သင့်တယ်လူငယ်တွေရဲ့ဒီ social emotional learning ကိုဘယ်လိုမျိုးလုပ်သင့်တယ်ဆိုတဲ့အကြောင်းကိုသူဆွေးနွေးသွားတွေ့ရတယ်ဆိုတော့ဒါကကြတော့ Americas and Caribbean နိုင်ငံကအလှမဲ့တွေရဲ့လူမှုလုပ်ငန်းအကြောင်းဖြစ်တယ်